မင်္ဂလာပါဒီနေ့ပြောပြမယ့်အကြောင်းအရာက Apple logo ကိုစတင်ရေးဆွဲခဲ့သော graphic designer အကြောင်းကိုရှင်းပြမှာဖြစ်ပါတယ် Apple logo ဒီကုမ္ပဏီဤတမိုင်းကြောင်းနဲ့အတူအစဉ်စဉ်ပြောင်းလဲလာခဲ့ပြီးထင်ရှားသောဒီဇိုင်းနှင့်ရုပ်ရှင်မှုတို့ကြောင့်လူသိများလာခဲ့သည် Apple logo ဤဖြစ်ပေါ်လာပုံနှင့်အစဉ်စဉ်ပြောင်းလဲမှုများမှာ1996တွင် Apple ၏ပထမဆုံး logo ကိုဒီဇိုင်းဆရာ ရော်နယ်ဝိုင်းကစတင်ရေးဆွဲခဲ့ပြီးအီလိုဂိုတွင်အိုက်ဆက်နျူတန်သည်ပန်းသီးပင်အောက်တွင်ထိုင်နေသည့်ပုံဖြစ်ပြီးပန်းသီးပင်မှပန်းသီးတစ်လုံးသည် သူကောင်းပေါ်သို့ချနေသည့်ပုံဖြစ်သည်အီလိုဂိုသည်အနုပညာဆန်ပြီးရှုပ်ထွေးသောဒီဇိုင်းဖြစ်သည်အီလိုဂိုကို Apple 1ကွန်ပျူတာ၏ကြော်ညာစာရွက်တွင်အသုံးပြုခဲ့သည်ရော်နယ်ဝိုင်းသည် Apple ကုမ္ပဏီကို Steve Jobs နှင့် Steve Wozniak တို့နှင့်အတူ1996ခုနှစ်တွင်ပူးတွဲတည်ထောင်ခဲ့သူဖြစ်သည် သူသည်အပေဤပထမဆုံးလိုဂိုကိုလည်းဒီဇိုင်းရေးဆွဲပေးခဲ့သူဖြစ်သည်သို့သောအပေရင် သူဤပါဝင်မှုသည်ကာလတို့သာဖြစ်ပြီးကုမ္ပဏီတည်ထောင်ပြီးရတရပတ်အနေငယ်ကြာတွင် သူသည်သူဤပိုင်ဆိုင်မှုကိုရောင်းချခဲ့သည်လက်ရှိအချိန်တွင်ရော်နယ်ဝိုင်းသည်အသက်89နှစ်ကျော်ဖြစ်ပြီးသူသည်နေဘာရာပြည်နယ်ဖရန်နှင့်နေထိုင်လျက်ရှိပြီးလူသိများသောစီးပွားရေးလုပ်ငန်းများတွင်ပါဝင်နေခြင်းမရှိပေ သူဒီစာရေးဆရာအဖြစ်လောက်ကိုင်းနေပြီသူဤအတွေ့အကြုံများနဲ့အပေးအစောပိုင်းနေ့များအကြောင်းစာအုပ်များရေးသားခဲ့သည်1989ခုနှစ်တွင်ရိုရှင်သောပန်းဒီလိုဂိုကိုဒီဇိုင်းဆရာ Rob Jamnock ကဖန်တီးခဲ့သည်ဤလိုဂိုသည်ရိုရှင်ပြီးခင်မီသောဒီဇိုင်းဖြစ်ကပြင်းထန်နေသောပန်းဒီပုံနှင့်ကာလာဆုံပါရှိသောပန်းဒီလိုဂိုဖြစ်သည် Rob Jamnock သည်1989ခုနှစ်တွင် 1989ခုနှစ်တွင် Apple ၏ logo ဒီဇိုင်းကိုဖန်တီးခဲ့သူဖြစ်သည်သူသည်လူသိများသောကိုက်ဖြတ်ထားသောပန်းဒီ logo ကိုဒီဇိုင်းရေးဆွဲပေးခဲ့သူဖြစ်ပြီးယနေ့ထိတိုင် Apple ၏ logo ဖြစ်အသုံးပြုလျက်ရှိသည်လက်ရှိအချိန်တွင် Rob Jamno သည်အသက်80ကျော်ပြီဖြစ်တော်လဲသူသည်ဒီဇိုင်းနာအဖြစ်ဆက်လက်လုပ်ကိုင်နေသည်ဖြစ်ပြီးမကြာသေးမီနှစ်များတွင်သူသည်မိမိ၏ဒီဇိုင်းလုပ်ငန်းများကိုဆက်လက်လုပ်ကိုင်ခဲ့သည်သူသည်မကြာခဏဆိုသလိုဒီဇိုင်းနှင့်ပတ်သက်သောဟောပြောပွဲများနှင့်ပွဲတော်များတွင်ပါဝင်ဆွေးနွေးလေ့ရှိသည် ဒီ Apple အတွက် logo design ကိုဖန်တီးပေးခဲ့သောလွတ်လပ်သော designer တူဖြစ်ပြီး company တွင်တာဝန်ထမ်းဆောင်ခဲ့ခြင်းမရှိပါသူသည်မိမိ၏ design လုပ်ငန်းများကိုလွတ်လပ်စွာလုပ်ကိုင်လျက်ရှိပြီးနာမည်ကြီး logo design များကိုဖန်တီးပေးခဲ့သူဖြစ်သည်ဤ logo ကို Apple II computer တွင်အသုံးပြုခဲ့ပြီး Apple ၏ logo ဖြင့်နှစ်ပေါင်းများစွာအသုံးပြုခဲ့သည်1998ခုနှစ်တွင်ပန်းဒီ logo ဟာ monochrome တရောင်နဲ့ design ကိုပြောင်းလဲခဲ့သည်ဤ logo သည်ပန်းဒီပုံတကံကို ဆက်လက်ထိန်းသိမ်းနာပြီးအယောင်များကိုဖယ်ရှားကအ내ရောက်တရောက်နေဖြစ်ပေါ်ပြတာသည်ဤ logo ကို IMS G3 နှင့်အခြားသော Apple ထုတ်ကုန်များတွင်အသုံးပြုခဲ့သည်2000ခုနှစ်တွင် Apple ၏ logo ကိုပြန်လည်ဒီဇိုင်းဆွဲခဲ့ပြီးဖန်သားပြင်ပေါ်တွင်ဖန်တွင်းမှမြင်ရသည့် glass ပုံတံတန်းတို့ပြောင်းလဲခဲ့သည်ဤ logo သည်ခေတ်မီပြီးနည်းပညာချန်သောဒီဇိုင်းဖြစ်သည်ဤ glass logo ကို Apple Store များနှင့်ထုတ်ကုန်များတွင်အသုံးပြုခဲ့သည် 2009ခုနှစ်တွင် Apple ၏ logo ကို Chrome ပုံစံသို့ပြောင်းလဲခဲ့ပြီးပုံမတော်ပသောဒီဇိုင်းဖြစ်သည့်ဤ logo သည်ပန်းသီးပုံတကံကိုဆက်လက်ထိန်းသိမ်းထားပြီး Chrome ဖြစ်ဖော်ပြထားသည်ဤ logo ကို iPhone နှင့်အခြားသော Apple ထုတ်ကုန်များတွင်အသုံးပြုခဲ့သည်2013ခုနှစ်တွင် Apple ၏ logo ကို flat ဒီဇိုင်းသို့ပြောင်းလဲခဲ့ပြီးရိုးရှင်းသောဒီဇိုင်းရိုးရှင်းပြီးတန့်ရှင်းသောဒီဇိုင်းဖြစ်သည့် ဤလိုကိုဒီပန်းဒီပုံတကံကိုဆက်လက်ထိန်းသိမ်းလာပြီးအရောင်များကိုဖယ်ရှားကအ내ရောင်တရောင်နဲ့ဖြစ်ပေါ်ပြတာသည်ဤလိုကို iOS 7နှင့်အခြားသော Apple ထုတ်ကုန်များတွင်အသုံးပြုခဲ့သည်2020ခုနှစ်တွင် Apple ၏လက်ရှိလိုကိုသည် flat design ကိုဆက်လက်အသုံးပြုထားပြီးပုံမရိုရှင်းသောဒီဇိုင်းဖြစ်သည်ဤလိုကိုသည်ပန်းဒီပုံတကံကိုဆက်လက်ထိန်းသိမ်းလာပြီးအ내ရောင်တရောင်နဲ့ဖြစ်ပေါ်ပြတာသည် ဒီ logo ကို Apple ၏ထုတ်ကုန်များ website နှင့်ကြော်ငြာများတွင်အသုံးပြုနေစေဖြစ်သည်။ Apple logo ဖြစ်ပေါ်လာပုံနှင့်အဆင့်ဆင့်ပြောင်းလဲမှုများသည့်ကုမ္ပဏီ၏ဖွံ့ဖြိုးတိုးတက်မှုနှင့်ဒီဇိုင်းဆိုင်ရာဦးတည်ချက်များကိုထင်ဟပ်စေပြီးရိုးရှင်းပြီးခင်မိသောဒီဇိုင်းများသည့် Apple ၏ logo ကိုကမ္ဘာတစ်ဝန်းလုံးတွင်အလွယ်တကူအသိအမှတ်ပြုနိုင်စေခဲ့သည်။အပယ်ကုမ္ပဏီ၏ Think Different ဆောင်ပုတ်ကို1998ခုနှစ်တွင်စတင်အသုံးပြုခဲ့သည့်ဤဆောင်ပုတ်သည် Apple ၏ဈေးကွက်ရှာဖွေရေးလုပ်ငန်းများတွင် အဓိကအခန်းကဏ္ဍမှာပါဝင်ခဲ့ပြီးကုမ္ပဏီ၏လုပ်ငန်းရည်ရွယ်ချက်နှင့်မူဝါဒများကိုဖော်ပြရန်အသုံးပြုခဲ့သည်။ Ten Different ဆောင်ပုဒ်ကို Lee Clown နှင့် Chris Tanimoto တို့မှဖန်တီးခဲ့သည်။ Lee Clown သည် TBWA CSD စီကွက်ရှာဖွေရေးအေဂျင်စီ၏ဖန်တီးမှုဒါရိုက်တာဖြစ်ပြီး Tanimoto သည်ထိုအေဂျင်စီ၏ဒီဇိုင်နာဖြစ်သည်။ဤဆောင်ပုဒ်သည်အပယ်ဤဖောက်သည်များကိုစဉ်းစားဖို့နှင့်လုံဆောင်ဖို့နှိုးတွင် ကွဲပြားခြားနားမှုကိုဖော်ပြရန်ညီရွယ်ခဲ့သည်။ Think different ဤအဓိပ္ပာယ်မှာအခြားသူများနဲ့မတူဘဲစဉ်းစားပါဟု၏ဖြစ်သည်။ဤစာပုဒ်သည်လူများကိုရိုးရာနီလန်းများကိုဆွန့်လွတ်ပြီးဖန်တီးမှုနှင့်စံသစ်တည်ထင်မှုများကိုအားပေးရန်ညီရွယ်ခဲ့သည်။အပယ်သည့်ဤဆောင်ဘုတ်ကိုအသုံးပြုခြင်းဖြင့်မိမိတို့၏ထုတ်ကုန်များသည်တာမန်ထုတ်ကုန်များနှင့်မတူဘဲဖောက်သည်များအတွက်ပုံမှန်ကောင်းမွန်သောအတွေ့အကြုံများကိုပေးစွမ်းနိုင်သည်ဟုဖော်ပြခဲ့သည် အပယ်သည်မိမိထုတ်ကုန်များကိုတာမန်ထုတ်ကုန်များနှင့်ကွဲပြားသည့်ရန်ရည်ရွယ်ခဲ့သည်တင်ဒီဖရန့်ဆောင်ပုတ်သည်ကွဲပြားမှုကိုဖော်ပြရန်အသုံးပြုခဲ့သည်စတီဂျော့ပ်သည်တင်ဒီဖရန့်ဆောင်ပုတ်ကိုအားပေးခဲ့ပြီးဤဆောင်ပုတ်သည်အပယ်၏လုပ်ငန်းရည်ရွယ်ချက်နှင့်ကိုက်ညီသည်ဟုယုံကြည်ခဲ့သည်စတီဂျော့သည်ဤဆောင်ပုတ်ကိုအပယ်၏ဈေးကွက်ချပွဲရေးလုပ်ငန်းများတွင်အ धिक အခန်းကဏ္ဍမှပါဝင်စေခဲ့သည်ဤဆောင်ပုတ်သည်အပယ်၏ဖောက်သည်များကိုစဉ်းစားပုံနှင့်လုံဆောင်ပုံတို့တွင်ကွဲပြားခြားနားမှုကိုဖော်ပြရန်ရည်ရွယ်ခဲ့သည်